အားလုံးပဲမင်္ဂလာပါညမြ education မှာယနေ့တင်ကြမတင်ကြိုင်းလန်စင်ကတော့ G5 တင်ရအခန်း14ရ lesson 41ဖြစ်ပါတယ်ဆရာပု္ပ္ပာနံပါတ်30ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပု္ပ္ပာနံပါတ်30မှာဆိုရင်အချိုရီစစ်1.2လီတာကိုလူ30ယောက်အညီအမျှဝေယူလျင်လူတစ်ယောက်ဒီအချိုရီလီတာညီမျှစီရမည်နီး နမကကြီးဤမေကွန်းမှာဆိုရင် အပိုင်းကိန်းဖြင့်ဖော်ပြပါလို့ပြောထားပါတယ်လူတယောက်စီရရှိမိအချိုရည်ကိုလိုချင်တာပဲဖြစ်ပါတယ်ထို့ကြောင့်စုစုပေါင်းကိုတီးအရေးအတွက်နဲ့စားပေးရမှာပဲဖြစ်ပါတယ်စုစုပေါင်းရှိသောလီတာသည်၁၀ဝမ်မိုင်2ပါအရေးအတွက်သည်ထမ်းမှာ ထို့ကြောင့်စစ်ဝမ်းမိုင်2ကိုတီးပြီးတော့ထန်းနဲ့စားပြရမှာပဲဖြစ်ပါတယ်အပိုင်ကင်းပြောင်းမှမယ်သတိပိုင်2အစားကိုအမြောက်ပြောင်းမှမယ်ဝမ်းမိုင်ထမ်းမဲ့ဖြစ်ပါတယ်ရရှိလာတော့အပိုင်ကင်းဒီသတိပိုင်20ပဲဖြစ်ပါတယ်ထို့ကြောင့်အဖြေကိုပြောပါဆိုရင်သတိပိုင်20လီတာပဲဖြစ်ပါတယ်နမက်ခါကွေးမှာဆိုရင်ဒသမကင်းဖြင့်ပေါ်ပြပါ အပြက်မစားနိုင်ပါကယာလီစိတ်အထိနေရယူပြီးဖော်ပြပါလို့ပြောထားပါတယ်။ရရှိလာသောတန်မိုးသည်30.20 liter ပဲဖြစ်ပါတယ်။ဒသမဂိမ်းဖြင့်ဖော်ပြမယ်ဆိုရင်0.65 liter ပဲဖြစ်ပါတယ်။ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေဗျာ။